ျွန်တော်တို့အနေနဲ့တော့ဟိုကနေပြောရင်တော့မင်းတို့လည်းမင်းတို့မိုးကောင်းလို့ကြွားထားကြလို့ပဲကျွန်တော်ပြောမှာတက်မယ်မင်းတို့မိုးကောင်းလို့ကြွားထားကြပါဘူးပေးဖြစ်တော့တော့ခံလိုက်တာပေါ့တူထည့်တဲ့ချင်းထုတ်ရခါကြရင်အဲ့တော့မှရက်ဆက်ပြီးလွှဲလာကြတယ်ဒီလိုပဲကျွန်တော်မှတ်ထားတယ်အကောင်းဆုံးကတော့လက်ရှိစစ်အာဏာတိမ်းမှုမှာပါဝင်တဲ့စစ်ကောင်းဆောင်တာဝန်ရှိတဲ့လူတွေကိုနိုင်ငံစစ်တရားခုံရုံးပေါ်တင်နိုင်ဖို့အတွက်အကောင်းဆုံးဓာတ်ကြော့ခွင့်ပဲ ဟိုင်းချရမီဘပီတူညီကိုမော်ရမများလုံးပဲမင်္ဂလာပါ news page channel ကနေပြန်မှပြန်လဲကြိုဆိုလိုက်ပါတယ်2025ခုနှစ်ဇွန်လ6ရက်နေ့ကျွန်တော်တောက်ချာနေနေ့လယ်ပိုင်းဗီဒီယိုသဘောအနေနဲ့ဒီနေ့ခင်းမှာနောက်ဆုံးချတဲ့တဲ့ဦးဖျားဖျားတော်လန်သတင်းထိုးသတင်းကောင်းတွေကိုတင်ဆက်ပေးတော့မှာမို့လို့ဗီဒီယိုအစားဆုံးကြည့်ရှုပေးချဖို့မြို့ဝပီတူအားလုံးဖိတ်ခေါ်လိုက်ပါတယ်ကျွန်တော်အယုံဆုံးနေတဲ့ခါတိုင်းလိုပဲသတင်းတိုလေးတွေကြည့်လဲရအောင်နော်ပထမဆုံးသတင်းသဘောအနေနဲ့ကတော့ ကရင်နီပြည်လွန်ကွန်မြူနယ်မှာစစ်တပ်စခန်းနဲ့စစ်ကိုစစ်ကြောင်းတိုက်ခိုက်ခဲ့လို့စစ်သား20ကျော်ထိဆုံးပြီးတော့မှလက်နက်ရှိလက်တင်းစရရှိခဲ့တယ်ဆိုတဲ့သတင်းကောင်းလေးပဲဖြစ်ပါတယ်။ဒီလ3ရက်မနေ့9နိုင်လောက်မှာတိုက်ခဲ့တာပါ။တပြေကုန်းရွာဆိုတာကလွန်ကွန်မြူနယ်ထက်ကရွာပေါ့။စခါတွေကတော့လွန်ကွန်မြူကနေပြီးတော့မှထွက်ထိုင်တာများတယ်။စစ်ကူကတော့ရှမ်းတောင်စီဆိုင်ဘက်ကနေပြီးတော့မှ PNO တွဲပြီးတော့မှလာတာပါဆိုပြီးတော့မှ GNDF တော်လိုင်းရဲ့တရင်မြင့်ကနေပြီးတော့ပြောဆိုထားဖြစ်ပါတယ်အဲ့ဒီတိုက်ပွဲတွင်ချမ်ပီယံစစ်ကောင်စီတာ20ဦးထက်မတဲ့တေဆုံပြီးတော့မှစစ်ကောင်စီတာတွေအုံပြုတဲ့ MA1 အမျိုးအစားတနက်၅လက် AK47 အမျိုးအစားတနက်တလက် MA4 အမျိုးအစားတနက်တလက် RPG အမျိုးအစားတနက်တလက်နဲ့အခြားလက်နဲ့ခရမ်းမြောက်လည်းတင်းယူရရှိခဲ့တယ်လို့ကျွန်တော်ထပ်တည်တင်းကောင်းတည်ရတာပဲဖြစ်ပါတယ်။ဒါတော့ကျွန်တော်ဘောနော်လွန်ကွန်မြူနယ်မှာရှိတဲ့စစ်ကောင်စီနဲ့ ဒီပုတ်ပြည်သူစစ်ဖွဲ့တွေနဲ့ပူပေါင်းပြီးတော့မှစစ်ကြောင်းထိုးလာတာကိုကျတို့ကန်ဒီယပူပေါင်းတပ်ဖွဲ့နဲ့ပြည်မှာချက်ဖြတ်တက်ခဲနေခဲ့တာဖြစ်ပြီးတော့မှစစ်ခွေးအကောင်20ကျော်လောက်ပေါ့နော်မိဖုံနေခဲ့တာပဲဖြစ်ပါတယ်။နောက်ထပ်သတင်းတပိုးအနေနဲ့ကတော့အငြိမ်းစားဗိုလ်မှူးချုပ်ချုပ်ထွန်းအောင်ရှင်းလင်းခိုင်မှုမပေါ်ဝင်ခဲ့တဲ့ရဲဘော်တွေအားလုံးဘေးကင်းပြီးတော့မှစစ်ကောင်စီရဲ့လောက်ချန်ဇလန်နဲ့ဖမ်းဆီးခံရတဲ့ပြည်သူတွေအတွက်စိတ်မကောင်းဘူးဆိုပြီးတော့မှ Golden Valley Warriors အဖွဲ့တော်ရှိသူကနေပြည်မှာပြောဆိုထားတာဖြစ်ပါတယ်။ အပြစ်မဲ့ပြည်သူတွေကိုပဲစာနာတနာမိပါတယ်ရဲဘော်တွေအားလုံးလူချုံမေးကင်းချောင်းကျွန်တော်တို့ပြောထားပြီးဖြစ်ပါတယ်ဆိုပြီးတော့မှပြောကြားထားတာပဲဖြစ်ပါတယ်စစ်ကောင်စီကနေပြီးတော့မှဖမ်းမိတဲ့တေခန်းဆိုပြီးတော့မှတင်ထားတဲ့တနက်ဟာဆိုရင်တော့တနက်ဆင်မို့ပဲနဲ့ propane gas နဲ့ပြည့်ရတဲ့ကောစစ်တနက်ဖြစ်နေတယ်ဆိုပြီးတော့မှလက်နဲ့ကျွမ်းကျင်သူတွေမချေရကျွန်တော်သိရတာပဲဖြစ်ပါတယ်စစ်ကောင်စီကဆိုရင်တော့ကျွန်တော်တို့ချိုးထွန်းအောင်ပြစ်ခတ်ခံမှုဖြစ်စဉ်နဲ့ပတ်သက်ပြီးတော့မှ ဆောက်လုပ်ရေးဆိုင်တွေထဲကအလုပ်သမားတွေပါတဲခံစင်းသွင်းတာတွေပြီးတော့မှ6နှစ်ရွယ်ကလေးငယ်တွေပါတဲခံလုပ်ပြပြီးတော့မှတော်လန်ရေးပြီးတော့သားတွေကိုကြောက်စိတ်ဝင်ဖို့ချင်းချောက်တာတွေ CDM တွေကိုချင်းချောက်လိုစိတ်လို့ပြီးတော့မှတဲခံစင်းထဲထည့်ပြီးတော့မှခုဆိုရင်တွေ့ရတက္ကစီမီတာဆိုင်ကတက္ကစီအဝေးပြေးရင်မောင်းမှမမြောက်လဲတဲခံလို့ထားတယ်လို့တို့ဒီအဖွဲကနေပြီးတော့မှတဲဝင်စာထုတ်ပြန်ထားတာပဲဖြစ်ပါတယ်စကွေးတွေရုံမှပြီဆိုတာနဲ့ပေါ့နော်ကလေးငယ်တွေတောင်မှအလို့မျိုးတရားခဏနေလှုပ်သွားတာပြမဒါတော့စစ်ကောင်စီတပ်ဖို့ပါလေကျတော် တော်လန်တပ်ဖို့တွေဘယ်နဲ့ရောက်ချင်းမချင်းခံရမယ်ဆိုတာကိုသူတို့အနေနဲ့ကောင်းကောင်းသိရှိလို့ကြောက်နေကြတာပဲဖြစ်ပါတယ်ဒီတဲ့ပိုပြီးမှလှုပ်လာအောင်ပါနော်ကျွန်တော်တို့ဒီနေ့နေခင်မိုင်းပရမဆုံးတပ်ဖို့အနေနဲ့ကြည့်ရမှာကတော့အခုဆိုရင်ကျွန်တော်တို့ ILO 33အနေနဲ့စစ်ကောင်စီကိုအရေးယူတဲ့ဟပ်ပေးစုမှုတွေစတင်လှုပ်ဆောင်လိုက်ပြီဆိုပြီးမှတရင်တွေကြီးညာချက်ထွက်ပေါ်လာပြီးတဲ့နောက်ပိုင်းမှာကိုစီကနေပြီးမှအဲ့ဒီကြောင့်နဲ့ပတ်သက်ပြီးမှဘယ်လိုမျိုးဝန်တာအားရဆောင်နေပါနော်ပြောဆိုထားမလဲဆိုတာကျွန်တော်စာချလိုက်ရအောင်စစ်ကောင်စီကနေအခုစီးစင်းနေတဲ့လူဟန်းစစ်စာနာထောက်ထားမှုအဆိုင်အကူအညီတွေကို နိုင်ငံတကာမှမထောက်ပံ့ဘူးချင်းချင်းပြောရင်နာခိနာခိမှာကျွန်တော်တို့ထောက်ပံ့ခဲ့တဲ့ထောက်ပံ့မှုရဲ့၃ဘုံပုံရင်တဘုံကနာခိဒေတာတင့်တဲ့ပြည်သူလက်ထဲကိုတောင်မရောက်ခဲ့ဘူးဒါအားလုံးဒီပဲဖြစ်တယ်အဲ့ဒါလိုပဲမြန်မာနိုင်ငံမှာအခုလက်ရှိမင်းရောက်နိုင်ဆိုရင်ဒီအကြက်အဲဲမှာငလင်လှုပ်လိုက်တဲ့အတွက်သူဟာထွက်ပေါက်အများကြီးရှောင်ခဲ့တယ်နိုင်ငံတကာကအကူအညီထောက်ပံ့တဲ့ဒေါ်လာတန်းပေါင်းများစွာလူရချင်းစာနာထောက်ထားမှုဆိုင်ရာအကူအညီတွေကိုသူတို့ကတစင်လက်ခံပြီးတော့နော် ကဲဒုက္ခရောက်တဲ့ပြည်သူလက်ထဲကိုမထည့်ဘဲနဲ့သူတို့ရဲ့ဒီပြည်သူကိုနှိမ့်နှိမ့်ကုတ်တဲ့နေရာမှာစည်ရဲအတုံးစည်းဖြစ်အတုံးပြုတ်ခဲ့တာတွေအများကြီးရှိတယ်။အဲ့တော့လူရချင်းစာနာထောက်ထားမှုဆိုင်ရာကိုတကယ်ဒုက္ခရောက်တဲ့ပြည်သူတွေကိုကဘာကမလူဘူးပြောတာမဟုတ်ဘူး။စစ်ကောင်စီလက်ထဲကိုမလူလား။နော်ဒါပေမဲ့အာဏာရှင်တွေဟာနိုင်ငံတော်ကလည်းနိုင်ငံတကာကကူညီဖို့လာတဲ့အကူအညီတွေကိုပေးမုံဝင်မှုအာအမျိုးသားအကျိုးစီးပွားလုံခြုံရေးစတဲ့ဖြင့်ဘာညာပြောပြီးတော့သူတို့လက်ထဲကိုတစင်းထည့်ပေးရတယ်နိုင်ငံတကာကလာတဲ့အလှူချင်းတွေကိုဘန်ကောက်မှာလေယာဉ်ကွင်းမှာရက်ခိုင်းတယ်ပြီးလို့ရှိရင်သူတို့လက်ထဲမှာ ပြည်သူကိုဝေမဲဆိုပြီးတော့သူတို့မျိုးစော့စားတောက်ပြီးကြံတဲ့အယိုးကိုပဲပြည်သူပေးတယ်ဆိုတော့အခုနောက်ပိုင်းကျရင်အဲ့ဒါလိုလောက်ရမျိုးတွေလောက်ခွင့်ရတော့မှာမဟုတ်ဘူးအစိုးဆုံးကတော့အကောင်းဆုံးကတော့လက်ရှိစစ်အာဏာတိမ်းမှုမှာပါဝင်တဲ့စစ်ကောင်းဆောင်တွေတာဝန်ရှိတဲ့လူတွေကိုနိုင်ငံစစ် တရားခုံရုံးဖို့တင်ထိုင်ဖို့အတွက်အကောင်းဆုံးဒါကြော့ခွင့်ပဲအဲ့တော့ဒီ article 33ရဖို့အတွက်ကျွန်တော်ရက်ဖက်အဖွဲ့စည်းတွေနော်အင်အားပေါင်းစုံကလှပေါင်းများစွာတိုးစားပြီးတောင်းဆိုခဲ့ရတာ။ဒါဒီနေ့ရောဒီအနေထားကိုတကယ်ဖြစ်လာခဲ့ပြီ ဲ့တော့ကျွန်တော်တို့တိုင်းပြည်မှာနောက်တက်တစ်ခုပြစ်ဖို့အတွက် no fly zone လေးလာထက်ရလိုက်မယ်ဆိုရင်ကျွန်တော်တို့ B2 အတွက်ကပွဲပြီးွားပြီးမှတ်လိုက်ပါအဲ့တော့ဒီ article 33ထပ်မှတ်တာနဲ့ပတ်သက်လို့အဲ့ကျွေးလက်ထက်တုန်းကဒီနေ့အထိပြောတာရှိတယ်အဲ့ဒါကဘာလဲဆိုတော့အဲနိုင်ငံတကာစီးပွားရေးပိတ်ဆို့လို့ရှိရင်ပြည်သူဒုက္ခရောက်တာလို့ပြည်သူငတ်တာလို့ခမပြည်သူကအခုဘဝနေလာနော်မင်းကလည်းအာနာတိမ့်လိုက်တယ်အာနာမတိမ့်ခင်မှာစန်အိတ်3000ခွဲအာနာတိမ့်ပြီးတဲ့အချိန်မှာစန်တိတ်3000ကျော်သွားတယ်မြန်မာနိုင်ငံငွေဈေးကဘယ်လောက်ထိထိုးကျသွားတယ်နော် တသိန်းကိုဘတ်900ကျော်ထိဖြစ်သွားတယ်။အာနာမတိန်ကမှဘယ်ဈေးလဲ။အဲ့တော့ article 33ပိတ်ဆို့လို့ဈေးဝယ်ရဒဏ်ခတ်ပိတ်ဆို့လို့အခြားအရာတွေဒဏ်ခတ်ပိတ်ဆို့လို့ပြည်သူကဒုက္ခရောက်တာမဟုတ်ဘူး။ပြည်သူကအစအရာတွေကဒုက္ခရောက်ပြီးတာပဲ။အဲ့လိုဒဏ်ခတ်ပိတ်ဆို့လိုက်တဲ့အတွက်ဘယ်သူဒုက္ခရောက်မလဲ။လက်ရှိပြည်သူကိုတတ်နေတဲ့စစ်အတုံးစေးကိုနိုင်ငံခြားငွေနဲ့လက်နက်ခဲရန်ဝယ်ရတာ။နော်။လေရင်ရစပြီးတော့မြန်မာငွေစက်ကူနဲ့ဘယ်ကောင်ကြီးမှသွားဝယ်ရရုရုရှားချီမှလောင်ဝယ်လို့မရဘူး။ နော်အခုဒီ article 33အမိန့်ချဖို့အတွက်ကိုလည်းဒီယူဒညညွေအမှန်တစိတ်တွေနဲ့ကိုယ်စလဲအဖွဲ့တွေကစကားပြောတဲ့အချိန်မှာရုရှားနဲ့ဘီလာရုကရုရှားကိုယ်စလဲကရှူးရှူးထဖြစ်နေတယ်ဒါရုရှားနဲ့ဘီလာရုကသူတို့ကကန့်ကွက်ဖို့လုပ်ခဲ့တာဒါပေမဲ့လို့ကန့်ကွက်သူမရှိဘဲနဲ့နောက်ဆုံးမှာဒီဟာကိုစုံဖြတ်ချက်ကိုထနိုင်ခဲ့တာအဲ့တော့မယုံကြည်နေဒီကိစ္စနဲ့ပတ်သက်လို့စစ်ကောင်စီအတိုင်းဝန်းလူတွေဘယ်လိုဖွားမှမသိတာတိုင်းပြည်စည်းဝါးရေးကြတာဒဏ်ခတ်ပိတ်ဆို့တာကိုတောင်းဆိုလို့မဲကြည့်နေကြည့်နေအဲ့တိုင်းလမ်းမှာဘယ်လိုပြောမလဲ လူဘိန်းတိုင်းပညာမဲ့အကြိုက်နော်အဲ့ဒီစကလုံးနေနဲ့ပြည်သူကိုမျက်ရည်ထိုးလိုက်ဟုတ်တယ်နော်ကျွန်တော်အားလုံးသိထားတဲ့အတိုင်းပဲအခုဆိုတော့မြန်မာတို့ရဲ့ဒီ fix set ကို ILO article 33နဲ့အရေးယူတဲ့ page မှုတွေဆက်တင်လို့ဆောင်လိုက်တာပြန်ပါဒီကောင်တွေပြောပုံရဆိုတော့ကျွန်တော်အဓိကထိခိုက်မှာတော့သူတို့စက်တပ်မူပန်နဲ့ ကျန်ရကြထဲမှာရှိနေတယ်ပေါ့နော်ပြီးသူတွေပဲအများဆုံးတိခိုက်မဲ့စပရမပြောလို့မျိုးစာပြောဆိုနေကြတာပဲဖြစ်ပါတယ်ကျွန်တော်တို့ကတော့စစ်ကောင်စီရဲ့လိုရတွေကြောင့်ခုချိန်ထိစည်ရမွေးတိမှုတွေနဲ့ကြုံတွေ့နေတာပြပမာတနေ့လုံးမှတနေ့စားရတာတော့မလုံလောက်တော့တဲ့အချိန်တွေမှာဆိုရင်တော့ဒီလိုမျိုးရေးရိုးပေးဆမှုတွေကိုလက်ကမ်းကြိုးဆိုနေကြတာပြပမာစစ်ကောင်စီရဲ့ဒီလာမဲ့ပေါ့နော်တို့ရအကွက်တွေကိုလည်းကျွန်တော်အခုကတည်းကမြောင်လို့ရနေတာပဲဖြစ်ပါတယ်ကျွန်တော်မြန်မာလိုသမားတွေပုံမှာဒီကောင်တွေကနေပြပမာဒဇာခံလို့ပြပမာ ကျွန်တော်တို့ကပဲအခုဆိုရင်ဒီလိုမျိုးအေးအေးယူပေးဆိုမှုတွေကြောင့်စီးရဲမှုတွေဒီတဲ့ပုံပြမှာကြားရောက်နေတဲ့ဆိုတဲ့ပုံစံမျိုးနဲ့မြည့်ချူပြဲမှန်းပေါ့နော်အခုတွေလည်းကျွန်တော်ခုကလေးအတွင်းနေရတာမလို့ face attack အနေနဲ့ကတော့ဒါကတော့တို့ထွက်လန်းပေးပြီလို့ကျွန်တော်ပြောမှာပဲဖြစ်ပါတယ်ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ ABS DF ဘိုးအမှုဆောင်ကော်မတီအဖွဲ့ဝင်အောင်ကနေပြီးတော့မှကျွန်တော်တို့ NUG ရဲ့ပြည်လုံးကြော့အထွေထွေထိုးစစ်နဲ့ပတ်သက်ပြီးတော့မှဘယ်လိုမျိုးတွေပြောရမလဲဆိုတာကျွန်တော်တို့စပြီးတော့မှကြည့်လိုက်ရအောင်နော်အဲ့အကယ်၍များတဲ့တော်ညာနှစ်ကုန်တက်ပြတိုင်းများထက်လာမလား ထပ်လာမယ်ဆိုတော့ကျွန်တော်ထင်တယ်ကျွန်တော်တို့ပွဲရတော့ပို့ပြီးတော့ကြီးကောင်းမယ်အခြေအနေတခုလည်းကျွန်တော်ပြောချင်တယ်အဲ့တော့ကျွန်တော်တို့ဒီနေ့ NT ရဲ့ဟိုအထွေထွေထိုးစစ်ပေါ့နော်ကျွန်တော်နားလိုက်တာကတော့အထွေထွေထိုးစစ်ဆိုတဲ့သဘောကရန်သူထိန်းထုတ်ထားတဲ့မျိုးကြီးတွေကိုတပြိုင်တည်းကျွန်တော်တို့ကဟန်ချက်ညီညီထိုးစစ်ဆင်မဲ့သဘောလို့ကျွန်တော်ယူဆတယ်နော်ဆိုတော့အဲ့ဒီလိုမျိုးအခြေအနေဆိုတော့ကျွန်တော်ထင်တယ်ဟိုမဖြစ်နိုင်သေးဘူးလို့ကျွန်တော်ယူဆတယ်ဟိုဖြစ်နိုင်တာကတော့ကျွန်တော်တို့မြို့ငယ်လေးတွေပေါ့ဗျာဥပမာကျွန်တော်တို့ဟိုသူထိန်းထုတ်ထားတဲ့ဒီဒီ NGPDF ပေါ့နော်ထိန်းထုတ်ထားတဲ့နေမြေတွေရှိတယ်ဟိုကစကိုင်းပေါ့နော် စကိုင်းဝင်းကျင်ကမြို့ငယ်လေးတွေကိုဟိုသိမ့်ဖိုက်တာမျိုးဆိုရင်တော့ထိုးစစ်စင်တာဆိုရင်ကျွန်တော်အဲ့ဒီအချိန်ကြီးကတော့ကျွန်တော်ဖြစ်နိုင်တယ်เนาะအဲ့လိုမဟုတ်ဘူးဆိုတော့ကျွန်တော်တင်ကျွန်တော်တို့အကဲကဲတွေတော့ရှိနိုင်နေတယ်နောက်တစ်ခုနောက်တစ်ခုကဟိုထိုးစစ်စင်မယ်ဆိုရင်တော့ကျွန်တော်တင်တခြား EAR တွေနဲ့ပါဆွေးနွေးညှိနှိုင်းပြီးတော့တော့ကျွန်တော်တင်ပို့ကောင်းတော့မှာဒါပေမဲ့သူတို့ညှိနှိုင်းမှုအချိန်တွေဘယ်လောက်ဟိုရှင်းရှင်းတည်းလဲဆိုတာကျွန်တော်တို့မသိဘူးเนาะဒါပေမဲ့ကျွန်တော်ဒီနေရာနေဟိုအကြံပေးနေတာကတော့ကျွန်တော်တို့ထိုးစစ်စင်တဲ့အခါမှာကျွန်တော်တင်ကျွန်တော်တို့မလောဖို့လိုအပ်မယ်လို့မြင်တယ်เนาะကျွန်တော်တို့ကတလှမ်းချင်းပေါ့เนาะတရွေ့ရွေ့ချင်းကျွန်တော်တို့က ဟိုရွေးဖို့လုပ်မယ်လို့ကျွန်တော်ကမြင်ပါတယ်เนาะကျွန်တော်တို့ဥပမာပေါ့ဗျာကျွန်တော်ကျွန်တော်ကျွန်တော်လေ့လာကြည့်တာတော့မှ KYN ကိုကျွန်တော် DNA လေးပဲဖြစ်ဖြစ် MNDA ပဲဖြစ်ဖြစ်ကျွန်တော်တို့ဒီမှာဟို GNDF GNPP နောက်ကျွန်တော်တို့က KYN ပေါ့เนาะဆိုတော့အားလုံးကဟိုတစင်းချင်းတစင်းချင်းသွားတာဗျကိုယ့်အခြေအနေကိုကနံပါတ်1ကျွန်တော်တို့ကခိုင်အောင်တိစောက်ဖို့လိုတယ်ဆိုတော့အဲ့လိုကိုကခိုင်ပြီဆိုတော့ကျွန်တော်နောက်ထပ်တလန်းကျွန်တော်တို့ထပ်တို့ဖို့လိုတယ်လေเนาะဆိုတော့ဒါတော့ကျွန်တော်မြင်တာကတော့ကျွန်တော်တို့မလောဖို့လိုတယ်အဲ့ဒါတလန်းချင်းပေါ့เนาะတရွတ်ရွတ်ချင်းကျွန်တော်ထင်တယ် ဒီမှာ slide ရောပြောထားသလိုပဲကျွန်တော်တို့ပေါ့နော် NUG အနေနဲ့ကတော့ကျွန်တော်တို့ channel တိုင်းသားညီကိုဦးတွေနဲ့ channel တိုင်းသားညီကိုတွေနဲ့ပူးပေါင်းပြီးတော့မှအထွေထွေထိုးစစ်ဆင်ရွက်နိုင်ဖို့အချင်းယူတင်နေဆိုတဲ့အကြောင်းပြောဆိုထားတာဖြစ်တယ်ကျွန်တော်တို့ခုဆိုတော့တလန်တဖို့ဝင်နေရတယ်မြေမှာသူတို့ရဲ့ image ချပန်းတိုင်းနဲ့သူတွေးတွန်းနေတာပြပြမှာပေါ့နော်စကားနယ်လည်းများစွာတင်ပတ်ရရှိနေတာပဲဖြစ်ပါတယ်ဒီချိန်မှာကျွန်တော်တို့တွေနဲ့ YouTube ကနေပြတော့မှအတိုင်းတိုင်းညီကိုကောင်းဆောင်နေတဲ့ဆွေးနွေးညီနေမှုတွေလှုပ်ဆောင်ပြတော့မှကျွန်တော်တို့တွေနဲ့ဒီအထွေထွေ ပြည်လုံးကျွတ်ထိုးဆုပ်ကိုပေါ့နော်ဘယ်ချိန်ဆက်တင်ရမလဲဆိုတဲ့အကြောင်းအရာနဲ့ပတ်သက်ပြီးတော့မှညီနိုင်မှုတွေလှုပ်ဆောင်တင်နေတာပဲဖြစ်ပါတယ်စစ်ကောင်စီအနေနဲ့ကျွန်တော်တို့ဒီလိုမျိုးတော်လန်တဖို့ဝင်နေစီလိုမီတာကိုတော်တော်လေးကြောက်နေတာဖြစ်ပါမှာဟုတ်ဆိုရင်တို့အနေနဲ့ပြည်သူနဲ့တော်လန်တဖို့ဝင်ကြသူခက်သက်ရှုမှုတွေစစ်တိုက်လှုပ်ဆောင်နေတာပဲဖြစ်ပါတယ်ကဲကျွန်တော်နောက်ထပ်ဗီဒီယိုသဘောအနေနဲ့ဘောမိုက်ကွာချုံမြမြနေပြီးတော့မှစစ်ကောင်စီကိုအခုဆိုရင် ILO Article 33နဲ့ ဒီအရေးယူပေးဆိုမှုတွေလောက်ဆောင်လိုက်မယ်ဆိုပြီးမှကြီးညာလိုက်တဲ့ပုံမှာဘယ်လိုမျိုးခြေကွက်လုံးမျိုးဆန်တဲ့ပေါ့နော်ပြောဆိုထားမလဲဆိုတာကျွန်တော်တချို့လောက်ကြည့်လိုက်ရအောင်တခါကြရင်တချို့ကပြောမယ်မြန်မာမြောက်ကိုရီးယားလိုဖြစ်သွားမယ်ပါလို့မြောက်ကိုရီးယားလိုဖြစ်သွားမယ်လို့သူတို့ပြောနေကြတယ်မြောက်ကိုရီးယားလေးတော့ကြည့်ပါသူ့ဟာနဲ့သူတို့ကတိုးတဲ့ဖုန်းပြတာကြီးနားကြီးပဲမြောက်ကိုရီးယားဘယ်ကောင်းမစော်ကားရဲဘူးတိုက်တက်တရှိလက်တဲ့ကောင်စော်ကားလေဟိုကနျူကလီယံထုတ်တယ်လေကိုကြည့်မောက်ကောရှင်းပါရင်တော့ဟိုကအဲ့လိုလုပ်တာကသူကလေသူ့နိုင်ငံသူစင်အားတောင်းလို့ထားကြတယ်ဆိုတော့တခါကြရင်ကျွန်တော်လေကိုနီကိုဟန်မြောက်ကိုရီးယားစတိုင်ကိုတွားရမယ်ပုံပေါက်လာပြီသူတို့လုပ်မလို့သူတို့ကျွန်တော်တို့တမင်ကိုသူကဘာလဲဆိုတော့ဟို isolate ဖြစ်အောင်လုပ်နေတယ် ကျွန်တော်ဒီဘက်အစိုးရလည်း isolate မဖြစ်ချင်တဲ့ခါလိုက်ပြီးတက်နေတဲ့ပြာညီနိုင်တိုင်းပင်ဆွေးနွေးတယ်ဒါပေမဲ့ဘလို့ဆွေးနွေးဆွေးနွေးတို့ကဘာလဲဆိုတော့နားတစ်ဖက်ပဲပါကြတယ်တော့ one size story တွေပဲသူကစဉ်းစားတယ်အစတွေကအစတွေကမြန်မာနိုင်ငံရဲ့အစိုးရတွေပုံမှာမြန်မာနိုင်ငံပုံမှာတို့ရဲ့စိတ်ဆင်နေတာမမှန်တဲ့အခါကျတော့ one size story တွေပဲသူစဉ်းစားပြီးတော့တို့လှုပ်ဆင်ချင်တဲ့အကြောင်းပဲဦးစားပေးစဉ်းစားပြီးလှုပ်ချလိုက်တာတမင်ကိုလှုပ်တာမြန်မာနိုင်ငံပေါ်တမင်ကိုလှုပ်တာအဲ့တော့ထိခဲ့သွားတာပြည်သူတွေထိခဲ့သွားမယ် ါပဲအဲ့တော့ဒီကိစ္စနဲ့ပတ်သက်လို့မြန်မာဆိုရဘာလို့မှလည်းမင်းအခုလက်ရှိနတ်ဆက်ကဆိုရကအလုံးမောက်ကြီးဌာနဘက်ကတော့ဒီကိစ္စနဲ့ပတ်သက်တုံ့ပြန်မှုတစ်ခုလှုပ်လိမ့်မယ်လို့ယူဆတယ်။တိုးတော်လေတုံ့ပြန်မှုဆိုတာကဒါနဲ့ပတ်သက်ပြီးကန့်ကွက်လာကန့်ကွက်လွာထုတ်တာတို့နော်ဒါကိုဒီဟာနဲ့ပတ်သက်ပြီးပြန်လည်စဉ်းစားပေးဖို့ပြောတာတို့စသဖြင့်တစ်ခုခုပေါ့ဗျာမြန်မာဆိုရဘက်က action တစ်ခုခုပြန်လုပ်လိမ့်မယ် reaction action တစ်ခုခုပြန်လုပ်လိမ့်မယ်လို့ကျွန်တော်ကောက်ချက်ချတယ်။မြန်မာပြန်တဲ့ဘက်ကနောက်ဒီတနေ့အတွင်းမှာတေချာဘောက် ကောက်ချက်အဲတေချာဘောက်တို့ action တစ်ခုနတ်ဆက်ကဆိုရရဲ့ထုတ်ပြန်ချက်တစ်ခုထွက်လာနိုင်ကြီးလည်းရှိတယ်။ဒါပေမဲ့အဲ့ထုတ်ပြန်ချက်ရတယ်ထုတ်ပြန်ချက်တာလင်းဖြစ်ပြီးတော့ကျွန်တော်တို့အနေနဲ့ဒီဒီဒီရည်ရွယ်မှုကိုရှောင်လွှဲနိုင်ဖို့ခက်ခဲနေတယ်။ เนาะခက်ခဲနေမယ်အဲ့တော့တကူကဘာလို့ဆိုတော့ကျွန်တော်နိုင်ငံပေါ်မှာစာနာထောက်ထားမှုအားနေကြနေမယ်ဟုတ်ကဲ့ငလျင်လိုမျိုးဒုက္ခရောက်နေတဲ့အချိန်ကြီးမှာတော့ငလျင်ဘေးတင်ပြီးတော့တိုင်းပြည်ကပြန်ထောက်မှုခက်ခဲကြတဲ့နေတဲ့အချိန်မှာတော့ဒီကောင်တွေကဒီလိုလုပ်ရတယ်ဆိုတာဒီကောင်တွေကိုတမိုင်းမှာဘာလဲကဘာကြည်တော်လဲသူနှမ်းဥနှမ်းမကြည်ဘူးဆိုတာမျိုးကျွန်တော်ကတော့တမိုင်းမှာမှတ်တမ်းနေထားပါပဲဒီကောင်တွေလုံးဝကဘာကြည်တော်လဲဥနှမ်းမကြည်ဘူးမြန်မာနိုင်ငံသားအလုံသမား၃၄သိန်းသိန်းနဲ့ကြည်တော်အလုံသမားတွေဒုကြီးကိုအလုံလက်မဲ့ဖြောင်းလို့တဲ့အာရလိုအုပ်စုကိုတွားပြီးတွန့်ပို့တဲ့ခြုံတုံးအုပ်စုနဲ့အာရလိုမှာအဲ့လိုဆုံးဖြတ်လိုက်တဲ့အဲ့ဒီနိုင်ငံချို့တွေအပေါ်မှာကျွန်တော်တို့အနေနဲ့ကတော့ပို့ရနေပြောရင်တော့ မင်းတို့လည်းမင်းတို့မိုးကောင်းတော့ရွာထားကြလို့ပဲကျွန်တော်ပြောပါမယ်တက်နေတော့မင်းတို့မိုးကောင်းတော့ရွာထားကြပါဘောအေးပေဖြစ်တော့တော့ခံလိုက်တာပေါ့တူထည့်တဲ့ချင်းထုတ်လေခါကြရင်တော့မင်းတို့အဲ့တော့မှရက်ဆက်တယ်လို့ပြောကြကြည့်ပေါ့ဒီလိုပဲကျွန်တော်မှတ်ထားခြင်းပို့လိုက်ပြန်ဒီလိုပဲကျွန်တော်ခံလာခြင်းနဲ့အဲ့တော့နောက်ဆက်ကတော့သူ့လိုကိုသူလုပ်နေမယ်လို့ကျွန်တော်ယူဆတယ်တုတ်ပြန်ချင်းတွေထုတ်ပြီးတော့တုတ်ပြန်လိုက်မယ်လို့ယူဆတယ် ပြီးတော့အဲ့ပွဲမှာကကျွန်တော်တို့အထယ်ချုပ်အသင်းသို့မဟုတ်ကုန်သက်ဆက်မှုအသင်းချုပ်ကဒေါ်ခိုင်ခိုင်တို့အုပ်စုတွေသွားထိုင်ပြီးတော့စီဝေးထိုင်ပြီးတော့ပြောခဲ့တယ်သူတို့လည်းပြောနိုင်တယ်တော့ပြောတတ်တော့ပြောခဲ့ပြောခဲ့ကြတယ်လို့လည်းကြားတယ်အဲ့တော့ဒေါ်ခိုင်ခိုင်တို့သားလေးဒီဖြစ်စဉ်အသေးစိတ်သိလိမ့်မယ်ဒေါ်ခိုင်တို့ရဲ့သိလိမ့်မယ်ဒေါ်ခိုင်တို့ရဲ့အထယ်ချုပ်ကအထယ်ချုပ်တို့နောက်တစ်ခါကုန်သက်မှုအသင်းချုပ်ကနော်ပိတ်ပိတ်တိုးတိုးနဲ့ရပိတ်ပိတ်တိုးတိုးနဲ့အမျိုးသမီးနော်တိုးတိုးအဲ့ဒီအမျိုးသမီးက UFSA မှာနှစ်ပေါင်းများစွာကျွန်တော်သိတဲ့လောက်တန်တန်းတခုကျွန်တော်တန်တန်းတစ်ချောင်းမှာအဲ့ဒီ UFSA မှာသူအများဆုံးများဆုံးမြင်ရတယ်ဒီကောင်ကတော့မစီမဆိုင်ပါတော့အခုဆိုရင်တော့ကျွန်တော် ILO ဖွဲ့ဝင်နိုင်ငံတွေကို ဝင်မဲ့ပြီးတော့မှစစ်ကောင်စီကိုသူတို့အနေနဲ့ isolate ဖြစ်အောင်လုပ်နေတယ်ဆိုတဲ့ပုံစံမျိုးနဲ့ပြလိမျိုးစပြောဆိုနေတာပဲဖြစ်ပါတယ်ကျွန်တော်အလုံးရှိမှကြားခဲ့တယ်လို့ပဲစစ်ကောင်စီနဲ့သူတို့ lobby တွေကနေပြီးတော့မှအလိုရဲ့ဆွင့်ဖြတ်ချက်ဆိုတော့မြန်မာအလုံးစမားတွေပေါ်မှာရစ်စရာရောက်တယ်ဆိုပြီးတော့မှပေါ့နော်တို့ကို ီတွေ့ခွဲသက်ရှုံမှုတွေနဲ့ဝါရဖင်ပြောဆိုနေတာဖြစ်ပေမဲ့တကယ်တမ်းကျတော့စစ်ကောင်စီရဲ့အဒီအရှိုက်ကိုတော်တော်လေးထိတွားတာပဲဖြစ်ပါတယ်ဒီဘောမလော်ဘီတွေအနေနဲ့ကျတို့အလုံးထင်ထားသလိုပဲအခုဆိုရင်တော်တော်လေးပြရခက်နေကြတာပြုံးမမကြခင်မှာတော့စစ်ကောင်စီဘက်ကလည်းပြုံးမတုံ့ပြန်မှုတွေလုံးဆောင်မယ်ဆိုတဲ့ပုံစံမျိုးတွေနဲ့ချင်းချောက်ပြောဆိုလာတာပဲဖြစ်ပါတယ်ဒီကြောင့်လည်းပတ်သက်ပြီးတော့မှကြည့်ရှုနေကြတဲ့မြို့ပပြည်သူတွေဘက်ကလည်းပြုံးမလဲကိုယ့်ရဲ့အမြင်လေးတွေကိုခြိုက်ပေးခဲ့ကြဖို့ကျွန်တော်အားလုံးအသုံးဆိုပါတယ် ကျွန်တော်တို့နောက်ထပ်ဗီဒီယိုသဘောအနေနဲ့အဘာသာဘောမကနေပြီးတော့မှမြောက်လိုင်းရက်ဒီဝတ်တော့ရင်တွေကိုဖမ်းဆီးမဲ့ဆိုတဲ့စီမံချက်ဆိုတော့ B2B ဥစ္စာတွေကိုတည်ဝင်ခိုးယူတာပဲဆိုပြီးတော့မှပြောချလိုက်တာပဲဖြစ်ပါတယ်ဒီကောင်ဘယ်လိုမျိုးပြောထားမလဲဆိုတာကျွန်တော်တို့စပီတမှာချစ်လဲရအောင်နော်အခုဝတ်တော့ကိစ္စနဲ့ပတ်သက်ပြီးတော့ကျွန်တော်တို့ကထင်ထားတဲ့အထက်ကိုဒီကိစ္စတော်တော်နဲ့ရှိုင်းတယ်လေဘက်တီမှာဆိုလို့ရှိရင်အပြင်မထွက်ရတာမျိုးတွေအလုပ်အလုပ်တွေမလုပ်ရတာမျိုးတွေအကြောင်းမလို့နောက်ပိုင်းကျလို့ရှိရင်ဒီကုန်စည်စည်းမှုတွေမှာတော့ထိခိုက်နိုင်တာမျိုးတွေရှိလာတယ်ဒေတာတွေကုန်စည်စည်းမှုတွေမှာအားနေသွားတယ်အားယုတ်သွားတယ်ဒီဒေတာတွေကုန်စည်စည်းမှုအားယော့သွားတာနဲ့ ိုင်ငံရဲ့ကုန်စည်စည်းမှုကလည်းကျွေးကူရေပါအားလျော့သွားတယ်။ဘာဖြစ်လာမလဲဆိုလို့ရှိရင်အချိန်မီပစ္စည်းတွေမရောက်တာတို့ရောက်တဲ့အချိန်မှာမရောက်တာတို့ဖြစ်ပြီးတော့ဝင်းမြူရေးစိုက်ပျိုးရေးကဏ္ဍတွေမှာပါပစ္စည်းကိုတနေရတနေရတည်ယူပို့ဆောင်မှုရအခက်အခဲတွေရှိလာတယ်။အဲ့လိုပြောတော့ဒါမြန်ဥပဒေနဲ့မညီတဲ့ကိစ္စကြီးကိုမြန်အားပေးအားမြောက်ပြုနေတယ်ကွာဆိုတာဒီကိစ္စမြန်မာနိုင်ငံထဲကိုစိုက်ဝင်နေတဲ့စုဟာအဲဘင်္ဂလီရိုဟင်ဂျာကိစ္စလိုမျိုးဝါကိစ္စလိုမျိုးမြန်မာနိုင်ငံဘင်းကိစ္စလိုမျိုးလက်နက်ကန်ကိစ္စလိုမျိုးဒီကိစ္စကလည်းမြန်မာနိုင်ငံမှာဖောရော့ဘက်အနေနဲ့ကိုရှိလာတဲ့ကိစ္စမျိုးဒါပေမဲ့ခုလိုမျိုးတက်မလို့အာဏာထိန်းထားတဲ့အခြေအနေမလိန်ကြီးလုပ်ထားတဲ့အခြေအနေ ကိုဗစ်တွေလည်းအကြီးကျယ်ဖြစ်တဲ့အခြေအနေနောက်ပြီးတော့ဒီတိုက်ပွဲတွေနဲ့မငြိမ်းချမ်းဖြစ်နေတဲ့အခြေအနေမျိုးပြည်သူတွေကအဖက်ဖက်ကနေပြီးတော့အာစီးပွားလူမှုဒုက္ခတွေရောက်နေတဲ့အခြေအနေမျိုးမှာဒါအတိအချိန်မဟုတ်သေးဘူးလို့ပဲကျွန်တော်ကတော့ယူလီပဲသုံးသပ်ချင်ပါတယ်အဲ့တော့ရှင်းနေဆိုလို့ရှိရင်လည်းဘူဝါရတွေအတိအကျအောင်ပြဋ္ဌာန်းပြီးတော့ဘယ်လိုပဲပုံလုံးမလဲဆိုပြီးတော့ပြည်သူလူပို့ပြီးတော့စိတ်ချမ်းသာအောင်လူများစုအဆင်ပြေအောင်လုပ်ပေးတင်ပါတယ်ဒါမှလည်းဒါလူပြည်သူထောက်ခံတဲ့အစိုးရတရားဖြစ်မှာပေါ့နော်တကယ်တော့မြစ်စွာဘုရားဟောတဲ့သင်္ခါဝတ္ထု၄ပါးမှာဆိုရင်လူရပေးရင်ကောင်းတာပဲမပေးရင်မကောင်းဘူးပေါ့ ပင်ကောင်းတယ်ဂျီယိုတာဆက်ဆိုင်ရင်ကောင်းတယ်ဒန်တူဂျီလူဆက်ဆိုင်ရင်ကောင်းတယ်ကိုကိစ္စတွေမှာ तू ကပူပန်ပေးတယ်ကိုကိစ္စတွေမှာဝင်ရောက်ဆောင်ရပင်ကောင်းတယ်ဒါသင်္ကဟဝတ္ထုလေးပါအဲ့လူတွေကပင်ကောင်းတယ်အဲ့တော့ဝန်ထမ်းတွေဆိုလို့ရှိရင်လည်းအားပေးမလဲမပေးဘဲနဲ့တစ်ခုပြီးတစ်ခုတီးပီးတီးကျက်နေမယ်ဆိုလို့ရှိရင်တော့ဒီဝန်ထမ်းတွေဟာလည်းဖျက်ရည်ဖြစ်သွားနိုင်တာပဲဒီဝန်ထမ်းတွေကကိုယ်တစားမရှိတာမျိုးတွေဖြစ်လာနိုင်တာပဲအဲ့တော့ပင်ကောင်းတယ်လူတွေကပေးတာကိုကြိုက်တယ်ကျွန်တော်လည်းကြိုက်တယ်အားလုံးလည်းကြိုက်မှာပဲပေးတာကိုနည်းနည်းကြိုက်တဲ့သူနဲ့များများကြိုက်တဲ့သူပဲရှိတယ်အဲ့တော့မပေးဘဲနဲ့ယူတယ်ဆိုလို့ရှိရင်တော့ဘယ်သူမှမကြိုက်ဘူးအခုကမပေးဘဲနဲ့ယူနေတဲ့သဘောမျိုးပေါ့နော်ဒါ ဒီပုံရအဖြစ်တာကဓမ္မသဘောရဆိုရင် TPC ကိုပြီးလို့ပိုင်တယ်။ဒါဥပဒေဖျားဥပဒေနဲ့လောကဥပဒေမှာမတူတာတကယ်တော့ဒါလူဒီပြည်သူလူပိုင်တဲ့ PC တွေကိုလူယူလိုက်လို့ဖြစ်သွားပြောကုန်ပြီเนาะသူတို့အဆိုလဲဟုတ်ဆိုတော့ဒီမှာကျွန်တော်အားလုံးကြားထားတဲ့အတိုင်းအပြင်မှာဆိုတော့စကောင်စီအနေနဲ့ သူတို့မိသားစုဝင်တွေတင်သွင်းထားတဲ့ EV ရင်တွေကိုပို့ပြီးတော့မှရောင်းထည့်နိုင်အောင်ကျွန်တော်တို့ဝိသောက်ရင်တွေကိုဖမ်းဆီးတယ်ဆိုတော့သတိမျိုးတွေလည်းကြားနေရတာပြမှာဒါကတော့အမှန်ဖြစ်ဖို့များတာဖြစ်ပါတယ်။ဘာလို့လဲဆိုတော့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့လွတ်ဆောင်ခြင်းနဲ့ပတ်သက်ပြီးတော့မှဘိုးမတွေကိုယ်တိုင်ကနေပြီးတော့မှအရင်ကတည်းကကျွန်တော်တို့မြန်မာပြည်ထဲမှာဖိလိဖိတာရှိတဲ့ဒီဝိသောက်ကိစ္စနဲ့ပတ်သက်ပြီးတော့မှစစ်ကောင်စီနေနဲ့ခုချမှဒီလိုမျိုးလွတ်ဆောင်လိုက်တာအတွေ့အကြုံမျိုးဘူးဆိုတဲ့ပုံစံမျိုးတွေနဲ့ပြောဆိုမှုတွေလည်းရှိလာတာဖြစ်ပါတယ်။ ကျွန်တော်တို့ဘယ်လိုပဲပြောပြောအောက်ခြေမှာရှိနေတယ်ပေါ့နော်စစ်ကောင်စီဝန်ထမ်းတွေအတွက်တော့ဒီစားဖွံ့ပဲဖြစ်ဖြစ်တော့မှဟုဆိုရင်ကျွန်တော်တို့ပြည်သူတွေစီကနေပြီးတော့မှသူတို့နေစင်လောက်တဲ့အုံပြူနေရတဲ့ဒီစိုက်ကရင်တွေကိုစစ်ကောင်စီနေပြီးတော့မှနေစင်ဖမ်းဆီးမှုတွေဝင်းကြီးတောင်းခံမှုတွေစစ်တိုက်ဆိုလိုကျွန်တော်တို့နေစင်နေမြတ်ကြုံတွေ့နေရတာပဲဖြစ်ပါတယ်ဒါတွေကိုကျွန်တော်တို့လည်းအမြန်ဆုံးဟန်တတ်ဖို့လွမ်းနေတာပေါ့နော် ဆိုတော့ကျွန်တော်နောက်ဆုံးဗီဒီယိုသဘောအနေနဲ့ဦးသိမ်းမြတ်နေပြီးတော့မှကမ်ဘလူမျိုးနဲ့မှတော်တော်လေးကိုတွေးဆိုပြီးတော့မှတောင်းချနေတယ်ပေါ့နော်။ဝါတဝါတို့ဖွဲ့နေပတ်သက်ပြီးတော့မှဘလူမျိုးတွေပြရမလားဆိုတာကျွန်တော်စပြီးတော့မှနားထောင်ကြည့်လိုက်ရအောင်နော်။ကမ်ဘလူပြူစော်တီတွေဟာကမ်ဘလူကျွန်းလှနေမြေမှာလူသက်ဆက်ကြီးကောက်ပြူစော်တီအဖွဲ့တွေအတင်းအဓမ္မဖွဲ့ခိုင်းနေတဲ့အတွက်ကြောင့်ဒေသခံပြည်သူတွေမှာဒုက္ခအမျိုးမျိုးနဲ့ရင်ဆိုင်နေရတယ်လို့ဒေသခံတယောက်က TM Media ကိုပြောဆိုပါတယ်။ကျွန်းလှတဲ့ရမြန်ရက်ွက်က နေထိုင်တဲ့သူပြူစောတိကောင်းဆောင်ပွားကြီးခေါ်ကျော်စွာလင်းဟာမြို့သားဒီမိုကရေစီအဖွဲ့ချုပ်နဲ့အတိုက်ခံနိုင်ငံရေးအုပ်စုဝင်တွေကိုဖမ်းဆီးစစ်ဆေးတပ်ဖြတ်တာတွေလုပ်ခဲ့ပါတယ်။ဗရောင်းမြိုင်ရက်ွက်မှနေတဲ့အလုလက်မဲ့နောင်ခိုင်ဦးဆိုသူဟာမဘာသဥဝါတော်ရဲ့ပြူစောတိအဖွဲ့ရဲကိုအာဏာသိမ်းပြီးတဲ့နောက်မှာဝင်ရောက်လာပြီးတဲ့နောက်ကျွဲဝချမ်းသာလာတယ်လို့ရာဇဝမှုမျိုးစုံကျူးလွန်မှုတွေအမိန်ပေးခိုက်ဆင်နေတဲ့သူလို့ဆိုပါတယ်။စစ်မှုထမ်းအာရမဆင့်ခေါ်တာတွေကိုလည်းဥဝါတော်ရဲ့ပြူစောတိအဖွဲ့ကအတင်းအာရမပြုလုပ်နေရမှာအမျိုးသားမရှိတဲ့အိမ်တွေမှာဆိုလို့ရှိရင်အမျိုးသမီးတွေကအတင်းအာရမ စစ်ခေါ်နေတယ်လို့ဆိုပါတယ်စစ်မှုမထမ်းကျင်တဲ့အိမ်ဆိုလို့ရှိရင်လစဉ်3သိန်းကနေပြီးတော့5သိန်းကျပ်အထိပိတ်ဆောင်ရပါတယ်မဲပေါက်ပြီးတော့မှမလိုက်ချင်တဲ့သူဆိုလို့ရှိရင်သိန်း90နဲ့သိန်း100ကျပ်အထိပိတ်ဆောင်ပြီးတော့လူစားထိုးဖို့အတွက်လူရှာလို့ရမှကင်းလွတ်ခွင့်ရတယ်လို့ဆိုပါတယ်ပြူစောထီမဖွဲ့တဲ့ရွာတွေကိုအန်ဒီရပြုတ်မယ်မိရှုမယ်လို့ချိန်ချောက်တဲ့အတွက်ကြောင့်မဖွဲ့ကျင်မဲ့နဲ့ဖွဲ့ရတဲ့ရွာတွေလည်းအများပြားရှိနေတယ်လို့ဆိုပါတယ်ကျွလာမြို့နယ်လဲလှကျေးရွာစံပြကျေးရွာတဖန်းစိတ်ကျေးရွာတွေမှာလူအများပြားကိုဖမ်းဆီးစစ်ဆေးတပ်ဖြတ်နေတဲ့အတွက် ဲ့ဒီဘာတွေကိုပြူစောတိလူတက်ကုန်းလို့ဒေတာကန်တွေကခေါ်ဆိုကြောင်းလဲပြောဆိုကြပါတယ်ဒါတော့ဗနာကျွန်တော်ကမ်ဘလူနယ်မှာတော်တော်လေးကိုတွေးဆိုပြီးတော့မှာပြည်သူတွေကိုနိုင်ငံချက်တက်ဖြတ်မှုတွေလုံးဆောင်နေတဲ့အရေးချုံး ဒီဘဝတော်အုပ်စုနဲ့ပတ်သက်ပြီးတော့မှဥဒေမြနဲ့ရှင်းပြထားတာပဲဖြစ်ပါတယ်ဒီကောင်းလေးရဆိုတော့ပေါ့ဂရုံတို့လိုမျိုးအုပ်စုတွေပဲဖြစ်ပြီးတော့မှမဘာသာအနွယ်ဝင်တဲ့ကျွန်တော်ခုလိုမျိုးပေါ့နော်ပြီးသူကိုဘာသာရေးလိုမျိုးတွေနဲ့နိုင်ရှင်ပြီးတော့မှသူခတ်သက်ရှင်နေတဲ့အုပ်စုတွေဖြစ်တာဖြစ်ပါတယ်အခုဆိုတော့ကျွန်တော်ကြေးရနေပြီးသူတွေစီရနေပြီးတော့မှဆက်ချေတွေခောက်ပြီးတော့မှစစ်မှုထမ်းဖို့တွေနဲ့ ဒီစစ်တပ်ထဲကိုတင်းတွန်းပို့နေတဲ့အုပ်စုတွေဖြစ်တယ်ဆိုတော့လည်းကျွန်တော်ထပ်လောင်းပြရတာပဲဖြစ်ပါတယ်။တော်လန်တပ်ဖို့နေရတဲ့မြို့မှာအညာဒေသမှာအခုဆိုရင်ထိုးစစ်တွေစတင်နေတာမို့လို့စကန်တဲ့ထဲမှာရှိတဲ့ကျွန်တော်တော်လန်တပ်ဖို့နေတဲ့စစ်စင်ရေးတွေဒီတစ်ပို့ပြီးတော့လှုပ်ဆောင်လာနိုင်မဲ့ အရွေးတွေရှိနေတဲ့အတွက်ကြောင့်မလို့ကျွန်တော်ခုလိုမျိုးသွေးဆိုးပြီးတော့မာပီတိုတက်ဖြတ်နေတဲ့ပြူစော်ဒီရော်တွေကိုလည်းအမြန်ဆုံးရှင်းပြဖို့လွှမ်းနေတာပဲဖြစ်ပါတယ်ပီတိုတဲ့အလုံးအနေနဲ့ကျွန်တော်နေဆက်ရာတော်လိုင်းတဖို့နေစီမှာတရင်ချက်လေးတွေမြဲဝင်ရင်နဲ့ကိုယ်နဲ့ကိုယ်ဒေတာမှာဒီလိုမျိုးအောက်တန်းချလိုက်ရတွေလှုပ်ဆောင်ပြီးတော့မှပီတိုကိုတက်ဖြတ်နေတဲ့အုပ်စုတွေရှိတယ်ဆိုတော့ကျွန်တော်တော်လိုင်းတဖို့အနေနဲ့ပူပေါင်းပြီးတော့မှဒီဆောင်ရွက်တင်နေပြီဆိုတဲ့အကြောင်းထပ်လောင်းပြောကြရင်နဲ့ကျွန်တော်ဒီနေ့နေခင်မတက်ဖြတ်ဗီဒီယိုကိုဒီနေ့မှာပဲဆုံးသတ်ချင်ပါတယ် စာဆုံးကြည့်ရှုပေးကြတဲ့မြေပေါ်ပြည်သူများလုံးအထူးကျေးဇူးတင်ပါတယ်။အားလုံးပဲစိတ်ချမ်းသာကိုယ်ချမ်းသာခြင်းနဲ့ပြည့်စုံပြီးတော့မှတရားရဲ့ချမ်းတဲ့နေ့တည်းလေးပိုင်ဆိုင်ကြပါစေလို့ကျွန်တော်ဒီနေ့ကနေဆုမကောင်းတောင်းပေးလိုက်ပါတယ်။